င်းပင်မင်္ဂလာပါချရက်ဒီအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့2025ခုနှစ်အပြည့်လတရနေ့အတွက်ခုံနုံတုံချရက်ဒီရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ဆမ်ပါဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ကလေးမျိုးကနေကိုငွေရေးအသိန်းခုနှစ်သိန်းကငလင်တန်းသိမ့်ပြီးသူတွေကိုငွေဖို့တွားရောက်တဲ့သတင်းငလင်ဘေးဒဏ်သိမ့်ပြီးသူတွေပြန်လည်ထူထောင်ရေးပူပေါင်းဆောင်ရွက်သွားမယ်လို့ CNF ဆိုတဲ့သတင်း စစ်အာဏာရှင်စနစ်အမြင့်ပြတ်ချိန်မုံရဲ့အတွက်မဟာပြုဟာကြားတဲ့စီမံချက်ပြင်ဆင်နေပြီလို့ PDF ဆိုလန်ပြောဆိုလိုက်တဲ့သတင်းနဲ့မြန်မာငလင်ဘေးဒဏ်တင်လူထုကိုကုငင်ဖို့အိန္ဒိယရေတပ်တင်မောနှစ်စင်းရန်ကုန်သို့ရောက်လာစတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။အခုအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကလေးမြို့ပေါ်ကလူမှုကုငင်ရေးအသင်း9တင်းကကားအစီးရေ9စီးနဲ့ငလင်ဘေးဒဏ်တင်ပြည်သူတွေကုငင်ဖို့စကိုင်းနဲ့မန္တလေးတို့တွားရောက်ခဲ့ကြောင်းသိရပါတယ်။ မလ30ရက်နေ့ကကလေးမျိုးကနေစတင်ထွက်ခွာကြပြီးတော့ဂျမန်နေ့မလ31ရက်နေ့မွန်လွဲပိုင်းမှာစကိုင်းနဲ့မန္တလေးကိုရောက်ရှိကြပြီးလို့လိုက်ပါသွားတဲ့ကလေးမျိုးလူမှုကွန်ရက်ကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတို့ကပြောပါရီလက်ရှိမှာကလေးမျိုးလူမှုကွန်ရက်ကယ်ဆယ်ရေးအဖွဲ့ဟာစကိုင်းနဲ့မန္တလေးမျိုးတို့ရောက်ရှိကြပြီးဖြစ်ပြီးတော့ကယ်ဆယ်ရေးအစီအစဉ်နဲ့ပတ်သက်ပြီးတော့မြို့ခံတွေနဲ့ဆွေးနွေးတိုင်ပင်ချစေဖြစ်ကကယ်ဆယ်ရေးအစီအစဉ်ကြန့်ကြာမဲ့အခြေအနေရှိကြောင်းကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူကဆိုပါရီ ညနေပိုင်းမှာရောက်တာဆိုတော့အခုမှစီစဉ်နေကြသေးပါအခုမှလေးမှမြုပ်ခန့်တွေနဲ့ချိန်ဆဆောင်ရွက်ဖို့လုပ်နေပါရဲ့ဗျအဆောက်အအုံပြူကြပြီးတော့မြုပ်သွားတဲ့အထဲကအလောင်းတွေကိုရန်နရားတွေပါမှအစင်ပြေမှာဆိုတော့ခတ်မှလို့မရဘူးခိတ်ခဲမယ်ကြန့်ကြမယ်ဗျလို့ကလေးမျိုးလူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူကပြောပါရီး မလ28ရက်နေ့ကစကိုင်းမြုပ်အနီးကိုပဟိုပြုတ်ပြီးအပြင်းခွန်တသမခွန်ရှိတဲ့ငလင်းလှုပ်ခတ်မှုကြောင့်စကိုင်းမန္တလေးနေပြည်တော်ရှမ်းပြည်နယ်အပါအဝင်နိုင်ငံတဝန်းလုံးမှာမလ31ရက်နေ့ညနေပိုင်းအထိတည်ဆုံးသူ2056ဦးရှိခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူ3900ကျော်နဲ့ပျောက်ဆုံးသူ290ကျော်ရှိနေပြီလို့စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ် အထိကတိုက်ပြူလို့ကြီးညက်တဲ့လူနာတွေမကောက်ရွံ့နိုင်သေးတဲ့အလောင်းတွေတဲ့ဖို့ကားမလုံးလောက်ဘူးဒါကြောင့်အဲ့ဓာရီကိုကိုငေဖို့သွားရတာသူတို့ကိုလူနာပိုင်ရှင်အလောင်းပိုင်ရှင်တွေစီပို့ပေးရမှာဖြစ်တယ်လို့ဇုံမီယွတ် association မြန်မာဒုဥက္ကဋ္ဌကိုကမ်ဆွမ်မွန်ကပြောပါရီငလင်ဘေးတင်ပြည်သူတွေကိုငေဖို့သွားတဲ့လူမှုကွန်ရက်ရဲ့အသင်းတွေကတော့ကာယကံမြတ်တာလူမှုကွန်ရက်ရဲ့အသင်း ပုံမြကုဒလလူမှုကွန်ငွေရေးအသင်းဝန်ထားလူမှုကွန်ငွေရေးအသင်းကျွတ်သုံးပင်လူမှုကွန်ငွေရေးအသင်းတာဟန်းစုံမီလူငယ်ပရဟိတအသင်းစုံမီလူငယ်အသင်းဌာနချုပ်မြတ္တာစီအသင်းတို့ဖြစ်ကြပြီးကလေးမျိုးလူမှုကွန်ငွေရေးအသင်းများအဖွဲ့ဥက္ကဋ္ဌအပါဝင်စေတနာဝန်ထမ်းများကွန်ငွေဆောင်ရွက်လူသူများစုစုပေါင်း26ယောက်လိုက်ပါသွားကြတယ်လို့သိရပါတယ်ရှင်ဆက်လက်တင်ဆက်ပေးမှာကတော့ ်ငလင်းဘေးဒဏ်တင်ပြီးသူတွေရဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးအတွက်ပြည်သူတွေနဲ့အတူပူးပေါင်းဆောင်ရွက်သွားမယ်လို့ချင်းအမျိုးသားတအိုစီအန်အက်ကကြေညာလိုက်ပါတယ်မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကျောင်းနိုင်ငံတော်ဝန်မှပြည်သူ2500ထက်မနည်းတည်ဆုံခြင်းဘာသာရေးဆိုင်ရာအဆောက်အဦနဲ့ဥအိမ်များပြုကျပျက်စီးခြင်းလန္ဒရာအခြေခံအဆောက်အဦများပျက်စီးဆုံးရှုံးမှုအပေါ်မြန်မာလူထုနဲ့ထပ်တူထပ်မြကြေကွဲဝန်းနေရတယ်လို့ဆိုပါရီ ညင်ကလင်ဘေးသည့်နေရာအရက်တွေမှာနေထိုင်ခလုံးကြတဲ့ချင်းအမျိုးသားလူထုအတွက်လည်းအောက်မေ့တတိယလျက်ရှိတယ်လို့ CNF ကမလ31ရက်နေ့ရမန်နေ့ကထုတ်ပြန်တာပါပြည်သူတွေရဲ့ငလင်ဘေးအန္တရာယ်အရေးပေါ်ကာလမှာပင်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လှုံ့ဆော်နေပြီးတော့ငလင်ကြောင့်ပြည်သူအများအပြားသေဆုံးမှုတွေဆက်လက်ရှိနေချိန်မှာလေကြောင်းတိုက်ခိုက်မှုကိုချက်ချင်းရပ်တန့်ဖို့ CNF ကတောင်းဆိုတိုက်တွန်းပါတယ် ငလင်ဘေးဒဏ်သင့်ကျေသူထံလူသားချင်းစာနာထောက်ထားမှုအကူငွေတွေအပြည့်ဝရရှိရေးဖက်လိုက်မှုကင်းတဲ့လူသားချင်းစာနာထောက်ထားမှုပေးအပ်နိုင်ရေးနိုင်ငံတကာသတင်းမီဒါတွေကနေမြေချင်းအခြေအနေသတင်းမှန်ကိုလွတ်လပ်စွာရယူနိုင်ရေးတို့ကိုလည်းချင်းအမျိုးသားတအူကတောင်းဆိုပါရီလူသားချင်းစာနာထောက်ထားမှုအကူငွေများပေးအပ်ဆောင်ရွက်ရမှာနိုင်ငံရေးအမျက်ထုံးမှုမရှိစေရေးတို့အတွက်စစ်ကောင်စီနဲ့တပ်ဆိုင်သူတွေကိုလည်း CNF ကတိုက်တွန်းပါရီ လူသားချင်းစာနာထောက်ထားမှုအကူအငယ်တွေပေးအပ်နေတဲ့နိုင်ငံတကာအသံအဝန်များ၊ကေဆေးရေလုံငန်းများမှဝန်ဝန်ကူညီပေးကြတဲ့နိုင်ငံတကာအဖွဲ့အစည်းများ၊ကြည်တွင်းအဖွဲ့အစည်းအသီးသီးများအလုံးအပေါ်ကျေးဇူးတင်ရှိကြောင်း CNF ကထုတ်ပြန်ချက်မှဖော်ပြပါရယ်။ချင်းပြည်အစိုးရကလည်းငလင်ဘေးတံတင်ပြီးသူများအရေးပေါ်လိုအပ်နေတဲ့စေဝါစာနှစ်ရိတ်ခါတွေကိုကူညီပေးသွားမယ်လို့မလ30ရက်နေ့ကထုတ်ပြန်ပါရယ်။ မလ28ရက်နေ့မှာစကိုင်းမြို့အနီးကိုပဟိုပြုတ်ပြီးအင်းအားဖြင့် Ritter scale 9.0ရှိတဲ့ငလင်တစ်ခုလှုပ်ခတ်ခဲ့ပြီးတော့အဲ့ဒီငလင်နဲ့မိနစ်အနည်းငယ်အကြာမှာမန္တလေးမြို့တတားဦးလေးစိတ်အနီးကို Ritter scale 6.4အင်းအားဖြင့်ငလင်ထက်မှန်လှုပ်ခတ်ခဲ့ကဧပြီလ1ရက်နေ့မနေ့ပိုင်းအထိနောက်ဆက်တွဲငလင်ငယ်အချိန်ပေါင်းများစွာလေးလှုပ်ခတ်ခဲ့ပါတယ်ရှင်နောက်သတင်းတစ်ပုဒ်ကတော့ စစ်အာဏာရှင်စနစ်အမြင့်ပြချိန်မုံရဲ့အတွက်စစ်ရေးနိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှုပုံမှန်အားကောင်းလာစေဖို့တပ်စုဖွဲ့မှုပုံစံတားမြင့်တင်တန်းတွေနဲ့မဟာပြူဟာကြတဲ့စီမံချက်ပြင်ဆင်နေပြီလို့ PDF ဆိုလန်ကပြောဆိုလိုက်ပါရီမလ30ရက်နေ့မှာကြာရောက်တဲ့ Somi Federal အစည်းအရုံး ZFU PDF ဆိုလန်တည်ထောင်ခြင်း၄နှစ်ပြည့်ဂျင်ညာချက်မှာအခုလိုအတိပေးလာခြင်းဖြစ်ပါရီ ချင်းပြည်နယ်မှာချင်းငင်တောင်မဟာမိတ်အင်အားစုတပ်တွေနဲ့အတူတိုက်ပွဲဝင်ရင်းအမြင့်မှုများစွာရရှိထားသလိုစုံမီလက်နက်ကိုင်တပ်ဖွဲ့တရအနေနဲ့စစ်ရေးအတွေ့အကြုံများစွာရရှိခဲ့ပြီးနောက်အာကောင်ပြီးစနစ်ကျတဲ့တပ်စုဖွဲ့မှုပုံစံဖြစ်လာပြီးလို့စုံမီဖက်ဒရယ်အစည်းအရုံးကမလ30ရက်နေ့မှာကြေညာလိုက်တာပါချင်းပြည်နယ်အဆင့်စစ်ရေးနိုင်ငံရေးလှုပ်ရှားမှုမှာကြားကာလချင်းအမျိုးသားတိုင်ပင်ခံကောင်စီ ICNCC ချင်းငင်အောင်တုံးနဲ့လက်တွဲက ဆရာနာရှင်စနစ်လက်အောက်ကနေချင်းပြေတစ်ခုလုံးလွံ့မြောက်တဲ့အထိဆက်လက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ဇုံမီဖက်ဒရယ်အစည်းအရုံးကထုတ်ပြန်ပါတယ်။ဇုံမီဖက်ဒရယ်အစည်းအရုံးစတက်ဖီယို PDF ဆိုလန်ကိုဆရာနာသိမ့်မှုစန့်ကျင်တော်လှန်နေတဲ့တွန်းဆောင်တီးရင်ကလေးနဲ့နိုင်ငံအသီးသီးရှိတော်လှန်ရေးမှာပါဝင်လှုပ်ရှားနေတဲ့ခေါင်းဆောင်တွေက2021ခုနှစ်မတ်လ30ရက်နေ့ကစတင်ဖွဲ့စည်းခဲ့ပြီးတော့2025ခုနှစ်မတ်လ30ရက်နေ့ဟာတည်ထောင်ခြင်း၄နှစ်ပြည့်တဲ့နေ့ဖြစ်ပါတယ် မလ30ရက်နေ့ကကျင်းပတဲ့ PDF ဆိုလင်းရဲ့စီရေးပြအခမ်းအနားမှာလဲတော်လှန်ရေးရဲဘော်အင်အား100ကျော်နဲ့ကျင်းပခဲ့တယ်လို့ SFU ကရုပ်သံနဲ့တကွထုတ်ပြန်ပါရီအင်အား30ဝန်းကျင်ရှိတဲ့အမျိုးသမီးရဲဘော်တပ်စိမ်းမှာအမျိုးသမီးစနိုက်ပါ၁၀ဦးခန့်ပါဝင်စီရေးပြခဲ့ပြီးတော့ပကုံးထန်းလောင်ချများကိုလည်းတပ်စိမ်းတစ်စိမ်းနဲ့ပါဝင်ပြသခဲ့ပါရီ ဇော်လန်ဒေတာနဲ့အနာကဟာစတက်ဖြူ PDF ဇော်လန်တပ်ဖွဲ့ရဲ့လက်ထဲမှာရှိနေပြီးတော့မြို့သိမ်းတိုက်ပွဲတွေအတွက်လိုအပ်ချက်တွေကိုရဲဘော်တွေအနေနဲ့ပြင်ဆင်ထားဖို့စစ်ရေးပြအခမ်းအနားမှာ PDF ဇော်လန်တာဝန်ရှိသူကပြောပါတယ် ကျွန်တော်တို့ဇိုလန်ဒေတာမှာဆိုရင်ကျွန်တော်တို့ဇိုမီရဲ့အနာဂတ်ကိုကျွန်တော်တို့လက်ထဲမှာပဲရှိပါတယ်လက်ရှိမျက်နှာမူနေတဲ့ငါတို့ရဲ့မြို့ကိုငါတို့သိမ်းဖို့ကျွန်တော်တို့စီးပီးချင်းငင်တော်အနေနဲ့လက်ရှိဖလန်မြို့သိမ်းတိုက်ပွဲကိုအသေးအတန်စ조사အားထုတ်နေတဲ့ကာလလည်းဖြစ်ပါတယ်ဒီနေ့အတူကျွန်တော်တို့စီးပီးရဲ့စစ်စင်ရဲ့အရာမြို့သိမ်းတိုက်ပွဲကိုနေ့မှအားညမှအား조사အားထုတ်နေတဲ့အချိန်ဖြစ်တဲ့ရဲဘော်တွေအနေနဲ့ကျွန်တော်တို့မြို့ကိုသိမ်းဖို့ဘာတွေပြင်ဆင်ရမလဲလိုအပ်နေတာပါလဲစဉ်းစားဖို့လိုပါတယ် ငါတို့မြို့ကိုငါတို့တင်ပြီးသွားရင်ငါတို့ဒေသလွမြောက်သွားမှာဖြစ်ပါတယ်။ချင်းပင်နယ်ရဲ့အနာကဟာချင်းငင်တော်ရဲ့စစ်ရေးအပေါ်မှာလည်းအများကြီးမူတည်နေပါတယ်လို့ PDF ဆိုလန်တာဝန်ရှိသူကပြောပါတယ်။ဒီရင်ပြေပါပြီးသူများအနေနဲ့မိမိတို့ရေမှန်းချက်တွေအောင်မြင်တဲ့အထိဆက်လက်ပံ့ပိုးကုန်ငွေပေးချဖို့ကိုလည်း CDF ပြည်ပစုံလန်းကမြစ်တာရက်ခံထားပါသည် စီရင်နိုင်ငံရေးတိုးတက်ကြောင်းလဲမှုအပေါ်မိမိတို့လိုလားတဲ့လွတ်လပ်ရေးတန်းတူရေးတရားမျှတရေးနဲ့ကိုပိုင်ကြထမ်းခွင့်တို့ကိုအပြည့်အဝအာမခံတဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာအခြားတိုင်းရင်းသားတွေနဲ့အတူလက်တွဲကအကောင့်အထည်ဖော်သွားမယ်လို့လဲဆိုပါရီ တော်လိုင်းကြီး၄နှစ်တာအတွင်းအသက်ပေးသွားတဲ့သူရဲကောင်းများခြေလက်အင်ကဆုံးရှုံးသူများပိုင်ဆိုင်မှုဆုံးရှုံးသူတွေနဲ့အာနာဖြေဆိုင်ရေးလှုပ်ရှားမှုမှာပါဝင်ကြတဲ့နိုင်ငံဝန်ထမ်းတွေကိုလေးစားအတိအမှတ်ပြုကြောင်းကိုလည်း SFU PDF ဆိုလင်ကထုတ်ပြန်ထားပါသေးရှင်။အခုနောက်ဆုံးတင်ဆက်ပေးမှာကတော့ငလီမေးတံတင်မြန်မာလူထုကိုကုင္ကြီးထောက်ပံ့နိုင်ဖို့ အိန္ဒိယရေတပ်တင်းမောနှစ်စင်းဟာလူသားစာနာမှုအကူအညီပစ္စည်းများတန်ချိန်90ကျော်တင်ဆောင်ကရန်ကုန်မြို့ကိုရောက်ရှိလာပြီးတော့နောက်ထပ်တင်မောသုံးစင်းဟာလည်းကိုငီထောက်ပံ့နိုင်ဖို့လာနေကြပြီလို့အိန္ဒိယတန်ယုံကနေထုတ်ပြန်လိုက်ပါတယ်။မလ31ရက်နေ့ညနေပိုင်းက INS Satpura နဲ့ INS Satri 3အမေရတဲ့အိန္ဒိယတပ်တင်မောနှစ်စင်းဟာ လူသားချင်းစာနာမှုအကူအညီပစ္စည်းတွေတန်ချိန်30တသနဲ့စကူးတန်တို့ကိုအတိအသီးတင်ဆောင်ပြီးရန်ကုန်ကိုရောက်ရှိလာကြတယ်လို့အိန္ဒိယတန်ယုံကမလ31ရက်နေ့ညနေပိုင်းကထော်ပြတာပါအဲ့ဒီရေတပ်သင်းမောနှစ်စင်းကပစ္စည်းတွေကိုရန်ကုန်တီလောက်ဝါစိတ်ကန်းကနေတစင်းငလင်မေးတန်တင့်ဒေတာတွေကိုခွဲဝေဖြန့်ဖြိုးနိုင်ရေးဆောင်ရွက်နေတယ်လို့လည်းသိရပါတယ် ဒါအပြင်ကာမိုဂါရီယယ်နဲ့ LCU 52အမေရတဲ့အိန္ဒိယရေတပ်သင်းမော၃စင်းဟာလေလူသားချင်းစာနာထောက်ထားမှုအကူအငြိပစ္စည်းတွေ metric တန်900ကျော်ကိုတင်ဆောင်ပြီးရန်ကုန်ကိုဥတီလာနေပြီဖြစ်ကြောင်းလဲအိန္ဒိယတန်ယုံရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရီ။ ယနေ့ဧပြီလ၁ရက်နေ့မှာလဲကုင္ကီကယ်ဆေးရေးထောက်ပံ့ရေးပစ္စည်းတွေတန်ချိန်၅တန်တင်ဆောင်လာမဲ့အိန္ဒိယလေတပ်ကနေ C130 လေယာဉ်ဟာလဲမန္တလေးလေစိတ်ကိုတိုက်ရိုက်ဆင်းသက်ပြီးတော့ကုင္ကီထောက်ပံ့ရေးလုပ်နိုင်ဖို့ဆောင်ရွက်နေတယ်လို့သိရပါတယ် အင်ဒိုပါစဖိတ်ဒေသတွင်အလုံးလုံးစုံရင်းနဲ့ဖွံ့ဖြိုးရေးစကားအရှိမျော် at opere အင်းနေချင်းဥစားပေးမူဝါဒအရာမြန်မာငလင်ပေးကုန်ငီကယ်ဆယ်ရေးထောက်ပံ့ရေးကို operation brahma အစီအစဉ်နဲ့မလ29ရက်နေ့ကအိန္ဒိယအစိုးရကဆောင်ရွက်နေခြင်းဖြစ်ပါသည် ငလင်မေးတန်တင့်ဒေတာတွေအတွက်အိန္ဒိယအစိုးရကအမျိုးသားသဘာဝပေးအနေနဲ့တုံ့ပြန်ရေးတပ်ဖွဲ့ National Disaster Response Force ဂျမားရေးဆောင်ရှောက်မှုအဖွဲ့အပါအဝင်အိန္ဒိယကယ်ဆယ်ရေးအဖွဲ့တွေကိုဆေးလွှတ်ထားတယ်လို့သိရပါတယ်။မြန်မာငလင်မေးကိုငေဖို့အတွက်အိန္ဒိယလေတပ်ကနေစစ်လေယာဉ်6စီးစစ်သင်းမော5စီးတို့နဲ့လူသားချင်းစာနာမှုအထောက်ပံ့ပစ္စည်းအများပြားကိုရှန်ကုန်နေပြီးတော့မန္တလေးတွေမှာဆင်းသက်ပြီးပို့ထားတယ်လို့သိရပါတယ်ရှင်။ ဟုတ်ကဲ့ပါအခုလိုနာတော်ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်